2025ခုနှစ်မေလ9ရက်နေ့ညနေ6နာရီဂျိုရုမာပေးပို့တဲ့တိုင်းတာချက်တွေနဲ့မြန်မာနိုင်ငံယာဒီဥတုများကိုဆက်လက်ကမ္ဘာတင်ပြမှာဖြစ်ပါလေဒီကနေ့ယာဒီဥတုဟာပစိဖိတ်သမုတ်တရားနဲ့အိန္ဒိယသမုတ်တရားကတာမာနှစ်တည်းထက်အနည်းငယ်အပူချိန်လျော့ကျလာတဲ့လာနီညာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တည်တည်ချာချာတတိထားလေလာပြင်ဆင်မှုလိုရလာပါ အားလုံးလာမြေမူကင်အင်တာတိန်မန့်ချန်နယ်ကိုကြိုဆိုလိုက်ပါတယ်ဒီတစ္ဆေပင်ရီဖန်လီယာဒေလာကိုရက်နေ့ကနေ၁၀ရက်နေ့အထိဖုန်တဲ့တဲ့နဲ့ငလင်းတဲ့တဲ့ကိုပြပတ်တစ္ဆေပစ်ထားတဲ့ဒီမိုဇလာဘလော့ကဥထီတဲ့ရီဖန်လီကျွန်တော်အမျိုးပြတ်သက်တစ္ဆေပစ်တော့ဖြစ်ပါတယ်ကျွန်တော်အမျိုးလည်းကျူတင်ကောက်ကဲပြီးဆင်လို့ရအောင်ဘူးသူရအနေနဲ့ပြန်လည်ညှောက်ဝေးတစ္ဆေပစ်လေခြင်းဖြစ်တဲ့ဒါကြောင့်မို့ကျွန်တော်အပီဟန်လည်းအဆုံးထက်ကြီးလည်းပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကျင်ပါတယ်ဒါဆိုတော့ကျွန်တော်အပီဟန်လည်းဆက်လိုက်အောင်မြန်မာပြည်မှာ၄တိုက်ခတ်နှုံးနဲ့ မိုးရွာသွန်းမှုတွေဟာအခြားနှစ်များထက်အနည်းငယ်ထူးခြားတာတွေ့ရပါတယ်ဒီကနေ့ညနေ6နာရီတိုင်းတာချက်တွေရအာရိယန်ပင်လယ်ကလာတဲ့လေစီးကြောင်းဟာဘင်္ဂလားတောင်ဘက်ကနေဖြတ်ပြီးတော့မြန်မာပြည်နဲ့ထိုင်းနိုင်ငံကိုပြန်ပြီးတော့ကွေ့တွင်သွားတာတွေ့ရပါတယ်ဒီနေသားအဆိုလို့ရှိရင်မြန်မာပြည်အောက်ပိုင်းမှာလေတုရှုပ်ထွေးမှုဖြစ်နေတယ်လို့ပြောလို့ရပါတယ် ထူးခြားမှုဖြစ်စဉ်ကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ရှိတိုက်ခတ်နေတဲ့လေစီးကြောင်းနဲ့အတူမိုးရွာသွန်းမှုတွေဖြစ်ပြီးတော့လာမဲ့မေလအကုန်လောက်မှာမှကြမှာရခိုင်ကမ်းရိုးတော့မှာလေဖျားနေတာရောင်ဝန်းဒေသဖြစ်နိုင်တယ်လို့ခမန်းဆက်တရားတွက်ချက်ပြီးပါတယ်။ကောင်းပြီဒီကနေ့အရေးကြီးတဲ့အချက်က မြမအပြီမှာအဝစီတွင်တူးတဲ့လူတွေရှိရရရှိတဲ့သတင်းတွေရမြေအောက်ရေစီးကြောင်းနေငလင်ကြောင်းပိတ်ဆို့မှုဖြစ်ပြီးတော့ဆယ်ပေကနေပြီးတော့ပေ20အထိပို့ပြီးတော့နဲ့အောင်တူးနေရတယ်ဆိုတဲ့သတင်းတွေတက်လာပါတယ်အဲ့ဒီအနေထားဆိုလို့ရှိရင်မြေပေါ်ကျလာတဲ့မိုးရေတွေဟာမြေအောက်ကိုသွားတဲ့ပုံမှန်ရေစီးကြောင်းနေ ြည့်ပြည့်သွားတယ်ဆိုတော့အတိပဲတက်ရောက်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အခုလာမဲ့ရက်ဒီမှာရွာမဲ့မိုးရီတွေဟာမြေပြင်ပေါ်ကိုအပြစ်စီးဆင်းနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေကြီးတဲ့ပြဿနာတွေ့ကြုံလာရဖို့ရှိပါတယ်ဒီကနေ့9ရက်နေ့မှာဆိုလို့ရှိရင်နော်ရခိုင်ရိုးမကရင်ပြည်နယ်မုံပြည်နယ်တရင်းနိုင်တိုင်းမှာမိုးအနေငယ်ရွာနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်လို့ပဲ မနေ့ပြင်စနေနေ့၁၀ရက်နေ့မှာဆိုလို့ရှိရင်တော့မကွေးတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ဒေသ၃ခုစုံတဲ့နေရာမှာမိုးရေချိန်၁ဒသမ၆လက်မလောက်ရရှိနိုင်ပါတယ်ထို့အတူပဲအရာဝတီတိုင်းအထက်ပိုင်းမကွေးတိုင်းအောက်ပိုင်းနေပြည်တော်ပဲခူးတိုင်းအထက်ပိုင်းရန်ကုန်တိုင်းကယားပြည်နယ်ကရင်ပြည်နယ်ကနေနိုင်တိုင်းတို့မှာ နေရာကွက်ကြားမိုးရွာပြီးတော့တောင်ငုံနဲ့ဖြူးနှားမှာဆိုလို့ရှိရင်တော့မိုးရေချင်းတက်တမ၈လမလောက်အထိရနိုင်ပါတယ်ဒီနေထားဆိုလို့ရှိရင်တော့မိုးကြီးမယ်လို့ပြောတာဖြစ်ပါတယ်ဒီချိန်ထဲမှာပဲချင်းမိုင်ချင်းရိုင်းမဲဆောက်မာချိုင်းဘန်ကောက်မှာလည်းစတင်ပြီးတော့မိုးရေရွာသွန်းမှာဖြစ်ပါတယ်၁၇ရက်နေ့တနင်္ဂနွေနေ့မှာတော့ ဘင်္ဂလားပင်လယ်ကတွန်းပို့လိုက်တဲ့လေစီးကြောင်းများနဲ့အတူရေငွေ့များကမြမာပြည်အောက်ဘက်ခြမ်းတစ်ခုလုံးကို နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်အထူးသဖြင့်ဒီအဝါရောင်ဒေသတွေဟာဆိုလို့ရှိရင်တိတသမ၄လက်မအနီရောင်ဒေသတွေဟာဆိုလို့ရှိရင်၂လက်မနဲ့ဒီခရိုင်ရောင်ဒေသတွေဆိုလို့ရှိရင်၃တသမ၅လက်မအထိဟာ 24နှစ်အတွင်းမှာရရှိနိုင်တဲ့မိုးရေရှင်ဖြစ်ရတဲ့ကြောင့်မလို့အင်မတန်မှအန္တရာယ်များလာပြီလို့ပြောလို့ရပါအထူးသဖြင့်ချင်းပြည်နယ်အောက်ပိုင်းရခိုင်ရိုးမှာမကွေးတိုင်းနေပြည်တော်မန္တလေးတိုင်းအောက်ပိုင်းစကိုင်းတိုင်းကယားပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းအရှိတ်ချံပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ် တရင်နာရီတိုင်းတို့မှာနေရစိတ်စိတ်မိုးရွာပြီးတဲ့အပြင်ကိုပဲကျွန်တော်တို့နေပြည်တော်နဲ့တောင်ငူကြားမှာ နေရကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့တူချင်းရိုင်းချင်းမိုင်မှာမိုးရွာတကယ်တကူပဲမော်လမြိုင်မဲဆောက်ဒေသကြီးတစ်ခုလုံးမှာဆိုလို့ရှိရင်မိုးရေချိန်3.5လက်မလောက်ထိရွာသွန်းကြရဆိုလို့ရှိရင်တောင်ရင်မြစ် ရေကြီးခြင်းနဲ့စတင်ရင်ဆိုင်ရနိုင်ပါတယ်ထို့အတူကျွန်တော်တို့ဘန်ကောက်မှာခြိုင်ပါလေမိုးသေးသေးမဲမဲရွာသွန်းမဲအနေထားတွေ့ရပါဆက်တရက်နေ့တနုနေ့နေ့ရှမ်းပြည်နယ်အနေထားရတော့မိုးပါပါလေးရွာပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနေဆက်ဒေသတွေမှာတော့မိုးနှင်းငယ်ကြီးနိုင်ပါတယ်ဆက်နေ့နေ့တနင်္လာနေ့ရောက်တဲ့အခါမှာတော့ ကချင်းပြည်နယ်မှာမိုးစတင်များလာသလိုပဲချင်းတောင်တန်းအောက်ဖက်ရခိုင်ရိုးမှာမကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ခုလုံးပြင်အေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်တတိထားပြင်ဆင်ဖို့လိုအပ်ပါတယ်ထို့တူ ကရင်ပြည်နယ်အပါဝင်ဆက်ဆက်နေတဲ့မဲဆောက်ချင်းမိုင်ဘန်ကောက်မာချန်ဒေသမှာနေရာကွက်ကြားမူကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်73ရက်နေ့အင်္ဂါနေ့ရောက်တဲ့အချိန်မှာတော့မြမာပြည်အနှံ့အပြားမိုးရွာသွန်းမှုဖြစ်ပြီးတော့အချို့နေရာတွေမှာမိုးဆက်လက်ပြီးတော့များနိုင်တဲ့နေသားဖြစ်ပါတယ် အဲ့ဒီနေရာတွေကတော့အခုအဝါရောင်ပြနေတဲ့နေရာတွေဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မန္တလေးမုံရွာရွှေဘိုနမ့်တူဂျာတစ်ခုလုံးနဲ့တောင်ဘက်နေပြည်တော်တောင်ငူအထိနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့တူချင်းပြည်နယ်တောင်ဘက်မှာမိုးများနိုင်တယ်လို့ပဲပြည်မြို့ရဲ့အနောက်ဘက်တောင်ဘက်ချမ်းကနေမှမိုး နေရာကွက်ပြီးတော့များနိုင်ပါတယ်။ရှမ်းပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးများနိုင်တဲ့အဝါရောင်ပြသသလိုပဲချင်းရိုင်းချင်းမိုင်မှာလည်းဆက်လက်ပြီးတော့မိုးများနေပါတယ်။မဲဆောက်မှာမိုးများနေပါတယ်။မဟာချိုင်းဘန်ကောက်မှာလည်းမိုးများနေတာတွက်ချက်ခံမမိပါဘူး။မြန်မာပြည်အောက်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေကရင်ပြည်နယ်၊မွန်ပြည်နယ်၊သတင်းတားရိုက်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်တဲ့နေသားရှိပါတ လာမဲ့14ရက်နေ့မှာလဲမြမာပြီးအနှံ့အပြာဆက်လက်မိုးရွာသွန်းမှဖြစ်ပြီးတော့အဝါရောင်ဒေသတွေကတော့မိုးများမှဖြစ်ပါတယ်ဒီနေရာမှာအသေးစိတ်ပြောလို့ရှိရင်တော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းနေပြည်တော်ပဲခူးတိုင်းထက်ပိုင်းရှမ်းပြည်နယ်အီယာဝတီတိုင်းတနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲရှင်းရိုင်းချင်းမိုင်မဲဆောက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ဘန်ကောက်မှာတော့မိုးနေငယ်ပါသွားနိုင်ပါတယ်။မြန်မာပြည်အထက်ပိုင်းကသခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာလည်းမိုးများနိုင်တဲ့အနေအထားကိုတွေ့နေရပါတယ်။15ရက်ကြာလပတိနေ့အခြေအနေကို ခမန်းကြည့်တဲ့အခါမှာမြန်မာပြည်အထက်ပိုင်းကကချင်ပြည်နယ်၊သခိုင်းတိုင်းအထက်ပိုင်းဆက်လက်ပြီးတော့ မိုးများနိုင်တယ်လို့ပဲချင်းတောင်တန်းဒေသတစ်ခုလုံးရခိုင်ရိုးမနဲ့ရခိုင်ပြည်နယ်တစ်ခုလုံးမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူအေရော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာမိုးအကြီးကျယ်များနိုင်တဲ့အနေအထားတွေ့ရတယ်လို့ပဲ မန္တလေးတိုင်းကနေပြီးတော့နေပြီးတော့ရှမ်းပြည်နယ်အပါအဝင်အရှိတ်ချမ်းတစ်ခုလုံးမှာမိုးများနိုင်တဲ့အနေအထားရှိပါတယ်ရှမ်းပြည်နယ်တစ်ခုလုံးထဲမှာမှာ နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းချင်းပိုင်းဂျားတဲ့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုတွေ့ရှိရပါတယ်။ကရင်ပြည်နယ်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရတယ်လို့ပဲမွန်ပြည်နယ်မှာလည်းနေရာအချို့တရင်းနိုင်တိုင်းအောက်ဘက်မှာလည်းနေရာအချို့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ထိုင်းနိုင်ငံချင်းရိုင်းချင်းမိုင်းမဲဆောက်မာချိုင်းဘန်ကောက် နဲ့ထိုင်းတောင်ပိုင်းဒေသတွေမှာလည်းနေရာကွက်ကြားမူများနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်ကျွန်တော်တို့ဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံကို9ရက်နေ့ကနေစပြီးတော့14ရက်နေ့အတွင်းမိုးကောင်းငင်ကရရှိနိုင်တဲ့မိုးရေချိန်တွေကိုခမန်းတွက်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်မြန်မာနိုင်ငံအနှံ့အပြားမှာမိုးရေချိန်6လမှနီးပါး9ရက်အတွင်း ရရှိနိုင်တဲ့အနေအထားဖြစ်သလိုပဲကရင်ပြည်နယ်နဲ့ရန်ကုန်တိုင်းမှာနေရာကွက်ပြီးတော့မိုးရေခြင်းဆယ်လက်မလောက်ထိရရှိနိုင်သလိုပဲဘိတ်တဝဲတောင်ပိုင်းဒေသမှာလည်းမိုးရေခြင်းဆယ်လက်မလောက်ထိရရှိနိုင်ပါဒီအနေအထားဆိုလို့ရှိရင်တော့မြေအောက်ရေစီးကြောင်းပိတ်ဆို့နေတဲ့ငလင်ဒေသနဲ့မြေအောက်လှုပ်ရှားမှုဖြစ်သွားတဲ့မြန်မာပြည်တစ်ခုလုံးအတွက်အန္တရာယ်ရှိတဲ့ အနေထားရှိနေပြီလို့ကျွန်တော်တို့ဒီနေရာကအသိပေးပါတယ်။မင်းများကြာများရှိလို့ရှင်လဲမင်းများနိုင်ပါတယ်။ကျွန်တော်တို့ကိုသက်ထွေးနိုင်တယ်လီယူလန်ကနေပြီးတော့လဲ MP3 ဖိုင်နဲ့ဒေါင်းလုဒ်လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုလည်းတဘာဝဘေးအန္တရာယ်အတွက်မျှဝေပေးကြပါလို့မေတ္တာရက်ခံပါတယ်။ကျေးဇူးတင်ပါတယ်။ မျိုးတွေကျွန်တော်ပြန်ပြန်လောက်ပါပဲဒီဖန်လေးကဒါမေလ9ရက်နေ့ကနေပြီးတော့10ရက်17ရက်နေ့အထိပေါ့နော်မိုးလေတာသတင်းနဲ့ငလင်းသတင်းတွေကိုဒီပြောပြတင်ဆက်ပေးသွားတဲ့ဒီမိုးလာဘလော့ကာဥတီတီနဲ့ကြီးကြီးမားမားတင်ပါတယ်ကျွန်တော်ရဲ့မျိုးတွေချုပ်တင်ကောက်ကပြစ်စင်လေးအောင်ဘူဒရအနေနဲ့ပြန်လဲဝင်မဲ့တင်ဆက်ပေးခြင်းဖြစ်တဲ့ပေါ့နော်ဒီနောက်လာမယ့်ရက်တွေမှာတော့မိုးများပြီးတော့ရေကြီးမယ်လို့ဒီမိုးလာဘလော့ကာဥတီတီကတော့ဒီပြောပြတင်ဆက်ပေးသွားရပေါ့နော်ဒီဖန်လေးပတ်သက်ပြီးတော့အမျိုးလေဒီအားလုံးမဲ့ဒီဆက်ချက်ပါ ဒီခေါင်းလေးပတ်သက်ပြီးတော့မျိုးရဲ့တွေ့ကြုံလေးရှာရတယ်ကျွန်တော် comment မှာမချေပေးကလေးရတယ်ကျွန်တော် channel နေဘူးတရရဲ့ကြောင်းနဲ့ဟာတာပြီးမေးတိဆက်ပြီးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပေးနေ notification bell လေးကိုဘာနဲ့ကပ်ပြီးတော့ဆက်ရှင်ပါတယ်ကျွန်တော် channel apex studio ရှိနေကြည့်နေရတယ်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆက်ရမယ်တာ